ဟိုမင်းသားတကယ်ချင်းနေကျွန်တော်နှစ်ဦးပိုင်းမှာပေါ့နော်တော့ကနန်းတစ်ခွက်ကို2000နဲ့ရောင်းခဲ့ပူပါလေမွေးရမှာတော့10ခွက်လိုင်းပေါ့နော်ဒီ10ခွက်လိုင်းကို10ခွက်တလုံးမွေးရင်မွေးပါအဓိကမွေးရမှာတော့ကိုလေးခုံလို့ကျွန်တော်ဒီလိုင်းကိုဗီဒီယိုဖိုင်နဲ့ စေခွေလိုင်းရောင်းခဲ့ပါလေလေခါနဲ့ခွား6ရောင်းကနန်းစေခွေက145ဝင်းကနန်းလိုင်းအောင်မြင်သွားပါပြီနော်ဒါပေမဲ့ကျွန်တော်အောက်ခိုင်းတာကတော့ကိုလေးခွန်ပါအဲစေခွေလိုင်းကုံထိုးတဲ့လူတော့ပေါက်ကြမှာပေါ့နော်ဆက်လက်ပြီးမှမွေးရင်လည်းဆိုရင်ကျန်းနေတဲ့မွေးကနန်းနေသည်440အာ130အာနဲ့ တခွန်တအာပါနော်တခွန်တကိုတော့ထဲပေါ့နော်လေးလေးသေးရလဲထဲပူကြိုက်ပါလေဒီလိုင်းလေးမှာလေးလေးသေးလိုင်းကိုကျွန်တော်ပြပေးပါမယ်နော်အဲတိုးချုံပြီးပဲကျွန်တော်ကြအဲတိုးချုံပြီးတော့ပဲမင်းတက်တာပြပေးပါမယ်နော်နှစ်ဦးနှစ်24ချိန်နှစ်ထိတ် 24ကြိမ်နှစ်ထိတ်24ကြိမ်နှစ်ထိတ်24ကြိမ်နှစ်ထိတ်မူပေါ့နော်ဒီမူကဒါနှစ်ထိတ်လို့ကြားရေဂွာ30ဂွာ30ရဲ့ပါပါဂွာ9ဒီနှိဥ်ကိုတဲ့ရိုက်တယ်အဲ့ဒီဂွာ9ဒီဒီနှစ်ကျော်မှာဂွာ9လို့ကြားခဲ့တဲ့ကဏ္ဍဒီ၄ထိတ်နဲ့အဲ့ဒီ၄ဒီနှစ်ထိတ်ကိုနောက်ပေါင်း၄နဲ့ရိုက်တယ် အဲ့ဒီနှစ်ထိတ်ကိုနောက်ပေါင်းလေးနဲ့ဒီလေးထိတ်နောက်ပေါင်းလေးလို့ရိုက်လို့ဒီလေးရပါပါကိုခါနဲ့နော်နောက်ပေါင်းလေးရပါပါကိုခါနဲ့ဒီ ग्वा 30ရပါပါ ग्वा 5 ग्वा 5နော်ကိုခါနဲ့ ग्वा 5နှစ်ကို3လို့နော် ग्वा 30ရပါပါ ग्वा 5နောက်ပေါင်းလေးရပါပါကိုကိုခါကိုခါနဲ့ ग्वा 5 ဒီမှာ2 3လို့ကြပါတယ်เนาะဒုတိယကတ်မှာလည်းအဲ့လိုပဲနှစ်ထိတ်လို့ကြတယ်ခွာကိုခွာကိုရဲ့ပါပါလီခွာလေးဒီနှစ်ဦးကိုတဲ့ရိုက်ပြီးတော့ဒီခွာလေးဒီပထမဦးဆုံးကြားခဲ့တဲ့ခွာလေးဒီရှစ်ထိတ်နဲ့ကြားခဲ့တယ်ဒီရှစ်ဒီနောက်ပေါင်းရှစ်နဲ့နှစ်ထိတ်ကိုနောက်ပေါင်းရှစ်နဲ့လို့ဝင်ရတယ်အဲ့ဒါဒီရှစ်ရဲ့ပါပါ၃ခါနောက်ပေါင်းရှစ်ရဲ့ပါပါ၃ခါကိုဒီခွာကိုရဲ့ပါပါလီ ွားလေးနဲ့၃ခါခွာလေးနော်၃ခါခွာလေးအဲ့မှာ၃ခါခွာလေးကိုမခွန်၃ခွန်ဆိုပြီးတော့၃ခါခွာလေးထွက်ပြီးပါလေနော်တတိယကပ်မှာလည်းအဲ့လိုပါပဲ24ချိန်မှာနှစ်ထိတ်လို့ကြားတယ်ခွာ6ခွာ6ရဲ့ပါဝါ1ခွာ1လို့တည့်ရပြီးတော့အဲ့ဒီခွာ1တည်ပထမအဦးဆုံးကြားတဲ့ခွာ1မှာနော်ခွာ1မှာခွန်ထိတ်နဲ့ကြားတယ်ဒီခွန်တည် နှစ်ထိတ်နဲ့နောက်ပေါင်းခွန်လို့ပြန်ဝင်တာအဲ့ဒါဒီနောက်ပေါင်းခွန်ရဲ့ပါဝါနှစ်ခါနောက်ပေါင်းခွန်ရဲ့ပါဝါနှစ်ခါခွာ6ရဲ့ပါဝါခွာ1နော်အဲ့ဒါနှစ်ခါနဲ့ခွာ1အဲ့မှာနှစ်ခါနဲ့ခွာ1ကိုဒီမှာခွန်3ခွန်လို့ကြရတယ်နော်ဒီမှာကျွန်တော်တို့ပါတော့နှစ်ခါနဲ့ခွာ1ကိုနှစ်နှစ်ကိုလို့ကြရတယ်နော်ဟုတ်တတိယအကပထမအက ဒုတိယကတ်တတိယကတ်နော်နောက်ပေါင်း၄ရပါပါ၉ခါခွာပေါင်း၃ရရပါပါ၅ခွာ၅နောက်ပေါင်း၈ရပါပါ၃ခါခွာ၉ရပါပါ၄ခွာ၄နောက်ပေါင်း၇ရပါပါ၂၂ခါခွာ၆ရပါပါ၁ခွာ၁ဒီမှာကျွန်တော်တို့ရိုက်တဲ့ကဏ္ဍမှာ24ရက်မှာ2ထိပ်ခွာ1လို့ကြာတာဒီနော်ခွာ1တည့်ရပါပါ6ခွာ6လို့လည်းတည့်ရရမယ်ဒီခွာ6ဒီနော်6ထိပ်နဲ့ခွာ6ကြာခဲ့တာ ဒီကိုထိတ်ဒီနောက်ပေါင်းကိုနှစ်ထိတ်နဲ့နောက်ပေါင်းကိုလို့လဲဝင်ရမှာဒီနောက်ပေါင်းကိုရဲ့ပါဝါနော်လေးခါနောက်ပေါင်းကိုရဲ့ပါဝါလေးခါဒီခွားတရဲ့ပါဝါခွားချက်နော်ခွားတရဲ့ပါဝါခွားချက်လေးခါနဲ့ခွားချက်ဒီလေးခါနဲ့ခွားချက်ကိုနော်ဒီလေးခါနဲ့ခွားချက်ကိုမွေးပါဆိုပြီးတော့ကျွန်တော်ကဒါရောင်းစားခဲ့ပါတယ်နော်လေးခါနဲ့ခွားချက်မွေးတဲ့ချိန်မှာ တော်တို့ကဒီသူ့ရဲ့ရှေ့ရရှေ့ပေါင်းနှစ်ကိုယူပြီးတော့293လို့ရိုက်လိုက်တာဗောနော်သူ့ရဲ့ရှေ့ရရှေ့ပေါင်းခွန်ကိုယူပြီးတော့ခွန်300လို့ရိုက်လိုက်တာသူ့ရဲ့ရှေ့ရရှေ့ပေါင်းရှေ့ကိုယူပြီးတော့အမ်ဟုတ်တယ်နော်ရှေ့ရှေ့3ဟုတ်တယ်ရှေ့နှစ်3ဒီမှာရှေ့နှစ်3လို့နှစ်ကွက်ကြာနော်ရှေ့နှစ်3လို့ကြာတယ်ရှေ့ထိတ်ကိုယူပြီးတော့ရှေ့နှစ်3လို့ဒီမှာရိုက်လိုက်တာဒီမှာသူ့ရဲ့ရှေ့ရရှေ့ပေါင်း9ကိုယူပြီးတော့ ျွန်တော်တို့ကဒီဒီထက်ကနေကိုလေးခွန်ကို main over ဆိုပြီးတော့ငွေကနန်းပေးခဲ့တာပေါ့နော်အဲအဲ့ဒါကအောင်သွားပြီအဲ့ဒါကိုထားလိုက်တော့ငွေကနန်းကနော်နောက်ထပ်ငွေကနန်းကဒီကွာငါ့ကိုကွာ30ရိုက်ခဲ့တဲ့ဒီလေးထိတ်နောက်ပေါင်းလေးအဲရှင်းနေပါသလိုအဲ့လိုမပြတော့ဘူးနော်အတူချုံပြီးပြရမယ်နှစ်ထိတ်လို့ကြားတယ်နောက်ပေါင်းလေးနော်နောက်ပေါင်းလေးလေးရဲ့ပါပါကိုကိုးဘူး လေးရက်ပါပါနောက်ပေါင်းလေးရက်ပါပါကိုကိုဘူးအဲခွန်အားနေစတယ်နော်ခွန်ရှစ်ကို30ဆိုတဲ့မူကဒီ line မှာရှိတယ်အခွန်ကိုကိုအားသူ့ရဲ့နောက်နေမှာခွန်ကိုကိုအားအဲ့လိုပဲတူချုံပြလိုက်မယ်နော်နှစ်ထိတ်လို့ကြတယ်နောက်ပေါင်း8နောက်ပေါင်း8ရက်ပါပါ3 3ဘူးနော်3ဘူးခွန်ပြီးတော့8နဲ့8 3 3အားသူ့ရဲ့နောက်နေမှာ8 3 3အားနှစ်ထိတ်လို့ကြတယ်နောက်ပေါင်းခွန်နောက်ပေါင်းခွန်ရက်ပါပါ2ဘူး နော်ခွန်ထိတ်ရှစ်ထိတ်ပြီးတော့ခွန်ရှစ်ပြီးတော့9နဲ့ပေါ့နော်9နှစ်နှစ်အားသူ့ရဲ့နောက်နေမှာ9နှစ်နှစ်အားကြားတယ်နှစ်ထိတ်လို့ကြားတယ်နောက်ပေါင်း9နောက်ပေါင်း9ရဲ့ပါဝါ4ဘူးနော်ဟိုကတ်တာဒီခွန်ရှစ်ခွန်ရှစ်ပြီးတော့9ပေါ့နော်ခွန်ရှစ်အဲ9ခွန်ရှစ်9တုံညခွန်ရှစ်9တုံညနဲ့ကတ်တာအဲ့ဆို4 4တဲ့အားဒီ3ပိုင်းမှာလေးလေးတဲ့အာငွေကနန်းကြံပါလေးတယ်နော် လေးလေးတဲ့အာမွေးကနေကြံပါသေးတယ်အခု89တုံညဆိုတာလည်းဒီတင်ကားတက်ဒီခွန်314ဒီရှိ414ဒီ989 666ဒီတုံည89တုံညနောက်ပေါင်းနောက်ကြောင်းနေပြန်နေရှေးနေပါဆိုလို့အဓိကလူရင်းဟိုပဲပြောလိုက်မယ်ပေါ့နော်440အာ130အာ101အာပေါ့နော်440ကတော့ထဲကြိုက်ပါတယ်နော်ထဲပူကြိုက်ပါတယ်နော်101ကလည်း ဒဲ့ကိုပဲပိုကြိုက်ပါလေနော်တစ်တဆေကတော့နေရာမငြိမ်ပါဘူးနော်ဟောမွေးကနန်းလေးတွေမွေးကျင်နေဆိုရင်မွေးပါနော်အလေးခါနဲ့ခွာပေါင်း6မွေးကနန်းကိုကျွန်တော်နှစ်ဦးပိုင်းမှာလိုင်းမဟုတ်တင်ခဲ့ပါလေနော်ဟုတ်မွေးတဲ့လူတွေရောကျွန်တော်တင်ပေးခဲ့ပါလေနော်အဲ့ဒီမွေးကနန်းအောင်မြင်သွားပါပြီဟုတ်ကျွန်တော်မင်းတက်တာပါ6996998မင်းသားရဲ့ဖုန်းနံပါတ်ပါနော်။ဘိုင်ဘာမှာဆက်သွယ်နိုင်ပါတယ်။ 39990992118ပါနော်ဟောပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့တစ်တစ်လုံးပိုင်းခြင်ပါတယ်နော်20တစ်ကြိမ်မှာတစ်ကြရမယ်ဆိုပြီးတော့တစ်မပါလဲကွမရှိပါဘူးနော်ဟုတ်တစ်တွေနဲ့ကြီးကစားတာပါအဲ39990992118ကျန်3ကြိမ်ကိုမန်မာဝင်နေတယ်ဆိုရင်1000ခွဲပါနော်ကျန်3ကြိမ်ရဲ့နောက်နှစ်တစ်နှစ်လုံးစားရဲ့ဆိုရင်တော့တသိမ့်ပါနော်ကျွန်တော်တို့ပါဝေါ်စီတစ်ခွက်ဒူဝေါ်စီတစ်ခွက် တတရာဩစီ3ခွဲ့နဲ့ထဲကနန်း6ခွဲ့အပတ်တိုင်းပို့ပေးပါလေနော်ဒါဟုတ်အောင်မြင်ကြပါစေကျွန်တော်မင်းတက်တာပါ